င်းစဉ်သတင်းရစီစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မတို့ရောမြန်မာဘုတ်ဖက်ပေါင်းတင်ဆက်ပေးခြင်းတဲ့သတင်းအကြောင်းအရာတွေကတော့ဥရောပနဲ့အာရှနိုင်ငံများမှ CNB ရုပ်ဖွယ်အော်ရာအမှားများနေပြီးတင်ပို့မှုရောင်းနိုင်လို့မြောင်းပူးတက်နေဆိုတဲ့တွင်ပါဝင်းဧရာဝတီရှိကမ်းခြေများသို့ခရီးသွားတဲ့တန်းကျော်ဝင်ရောက်ဆိုတဲ့တဲ့ စီတူလောင်စခန်းများနှင့်အယောင်ဆိုင်များတွင်ခိမိလုံးကြုံ၏စနစ်များဒီစင်ပါလာပြီးသက်စင်ပြီးဆိုရတဲ့တွင်ငရတကားဒရင်ဘုံအနေနဲ့ဒင်းရင်မတော်သဆဖြစ်ရကြောင်းခေါင်းခေါင်းလေးစိမ့်မှလုံးကြုံ၏ဝန်ထမ်းနှစ်ဦးအသက်ဆုံးရှုံးဆိုရတဲ့တွင်အဆရှိတဲ့တွင်တွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ် ောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ဥရောပနှင့်အာရှနိုင်ငံများမှ CNP ချုပ်ထွေအော်ရာမှများနေပြီးတင်ပို့မှုရာဂိုင်းနှုံများတိုးတက်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံက CNP စနစ်နဲ့ချုပ်လုပ်ပြီးအထက်အော်ရာတွေကိုဥရောပနဲ့အာရှဆဲနိုင်ငံကနေအများဆုံးမှယူနေပြီးစုစုပေါင်းတင်ပို့နိုင်မှုရာခိုင်နှုန်းအနေနဲ့လည်းတိုးတက်နေတယ်လို့မြန်မာနိုင်ငံအထက်ချုပ်လုပ်ငန်းရှင်များအသင်းကသိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့အထည်ချုပ်လုပ်ငန်းကိုပြည်ပကနေကုန်ချမ်းတင်သွင်းကပြည်တွင်းမှာပြန်လည်ချုပ်လုပ်တဲ့ CMB လက္ခဏာစာစနစ်နဲ့ဆောင်ရွက်နေတာပါအဆိုပါ CMB လက္ခဏာစာစနစ်နဲ့မြန်မာနိုင်ငံတို့အော်ဒါမှာယူနေတဲ့အများဆုံးဆယ်နိုင်ငံစည်ရင်တွင် EU ဥရောပတမကအဖွဲ့ဝင်နိုင်ငံများဂျပန်ကိုရီးယားအမေရိကန်တရုတ်စတဲ့နိုင်ငံတွေဖြစ်တယ်လို့ဆိုပါတယ် အခု2025-2026ဘဏ္ဍာနှစ်ရဲ့6လသားကာလအတွင်းမှာလဲပြပအထဲချုပ်တင်ပို့မှုဟာယမန်နှစ်အလားတူကာလနဲ့နိုင်ရှင်ပါက900ခိုင်နှုန်းအထိတိုးတက်လာတယ်လို့လည်းသိရပါတယ်။ မြန်မာနိုင်ငံရဲ့ချုပ်ပြီးအထဲတင်ပို့မှုကိုလေလာချီပါက2022ခုနှစ်မှာအများဆုံးတင်ပို့နိုင်ခဲ့ပြီးဝင်ငွေအများဆုံးရရှိခဲ့ပြီး2023ခုနှစ်မှာ14ရာခိုင်နှုန်း2024ခုနှစ်တွင်17ရာခိုင်နှုန်းရောချခဲ့ပြီးအခုနှစ်မှာ ပြန်လည်တိုးတက်နေတယ်လို့သိရပါတယ်ရှင်။ဒုတိယသတင်းဒီပုံအနေနဲ့ 请大家把我们一家人的事情跟前面都开一道，大家叫欧阳叔叔给我等下比划比划。 ချောင်းသာကန်းချေရပါဝင်းအရာဝတီတိုင်းရှိကန်းချေဒေသတွေကို အခုနှစ်အထွန်းခရီးသွားတတန်းကျော်ဝင်ရောက်ခဲ့တယ်လို့အရာဝတီတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနကတည်ရပါထိဘင်းလယ်ကန်းချေရပန်းဖြေစခန်းတွေဖြစ်တဲ့ငွေဆောင်ချောင်းသာနယ်ရွှေတောင်ရံကန်းချေတွေကိုအခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလ15ရက်အထိပြည်တွင်းပြည်ပခရီးသွား73,548ဦးဝင်ရောက်လည်ပတ်ခဲ့တယ်လို့ဆိုပါထိ အဆိုပါဒေတာတွေကို အများပြည်သူရုံပိတ်ရက်ရှိကာလတွေမှာခရီးသွားဧည့်သည်အများဆုံးဝင်ရောက်လေရှိပြီးသတင်းကြိုပိတ်ရက်ဖြစ်တဲ့အော်တိုဘာလ၄ရက်ကနေ9ရက်အထိ၄ရက်သားကာလအတွင်းပသိမ်မြို့သို့ပြည်တွင်းပြည်ပခရီးသွား4883ဦးဝေဆောင်ကမ်းခြေသို့16699ဦးချောင်းသာကမ်းခြေသို့15391ဦးနဲ့ရွှေတောင်ရံကမ်းခြေသို့680ဦးစုစုပေါင်းခရီးသွား3 ော9650တဦးဝင်းရောက်အပန်းဖြေလက်ပတ်ခဲ့ကြောင်းသိရပါသည်2025ခုနှစ်ဇန်နဝါရီလကနေအောက်တိုဘာလ15ရက်အထိအရာဝတီတိုင်းဒေသကြီးငွေဆောင်ကမ်းခြေတို့24988ဦးချောင်းတာနယ်ရွှေတောင်ရံတို့2439ဦးတို့ဝင်းရောက်တဲခိုခဲ့တယ်လို့သိရပါသည်ရှင်ဆလပီ ၁၃စီတိုးလောင်းစခန်းများနှင့်အယောင်းဆိုင်များတွင်ခင်မီလုံးချုံရေးစနစ်များဒီဇင်ဘာလအပြီးသက်ဆင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ 73စီတူလောင်စခန်းများနဲ့ရောင်းဆိုင်များတွင်မှ real time online monitoring နဲ့ CCTV စနစ်များတပ်ဆင်ခြင်းကို အခုနှစ်ဒီဇင်ဘာလအတွင်းအပြည့်တပ်ဆင်သွားနိုင်ရှိဆောင်ရွက်လျက်ရှိတယ်လို့စွမ်းရည်ဝန်ကြီးဌာနကသိရပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့2030ပြည့်နှစ်မှာစတင်ကောပုဂ္ဂလိကလုပ်ငန်းရှင်များအား73စီတင်သွင်းတူလောင်တည်ယူဖြန့်ဖြူးခြင်းလုပ်ငန်းများကိုလွတ်လပ်စွာလုပ်ကိုင်းဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ရာအစိုးရလုပ်ငန်းရှင်တို့ရဲ့ ေနဲ့စက်သုံးစီတူလောင်စခန်းနဲ့ရောင်းဆိုင်တွေကိုဒေသတွင်းနဲ့အင်းဒီချင်းနိုင်ငံတွေနေသူခင်မီလုံချုံစိတ်ချရာထဲတူလောင်စခန်းနဲ့ရောင်းဆိုင်များဖြစ်စေရှိပြည်တွင်းစက်သုံးစီလိုအပ်ချက်များပြတ်လတ်မှုမရှိစေဘဲဖူးလုံစွာဖြည့်ဆည်းပေးနိုင်ရှိတတ်မှတ်အရှေ့အသွေးအချင်းအသွေးပြည့်မီမှန်ကန်စေရေးနှင့်ဖြစ်တင်ဖြစ်ထိုင်သော ရောင်းဆိုင်နှုံများအတိုင်းပြည်သူလူထုတို့ဝန်ဆောင်မှုပေးနိုင်ရှိဂျိုးပန်းဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်။ ်ဒီလိုဆောင်ရွက်ရမှာ73စီတင်သွင်းတူလောင်တဲယူဖြန့်ပြူးချင်းလုပ်ငန်းလုပ်ကင်တဲ့လုပ်ငန်းများရှိတူလောင်စခန်းများနဲ့ရောင်းဆိုင်တွေမှာ real time online monitoring နဲ့ CCTV သတ်ဆင်ပြီးကိမီလုံခြုံစိတ်ချရမှုရှိတဲ့စနစ်အတွက်အဆင့်မြင့်တင်မှုလုပ်ငန်းများကိုပေါ်ဆောင်လျက်ရှိတယ်လို့ဆိုပါတယ် အဆိုပါစနစ်များတက်ဆင်ခြင်းကို2025ခုနှစ်ဒီဇင်ဘာလအတွင်းအပြီးတက်ဆင်သွားနိုင်ရှိဆောင်ရွက်လျက်ရှိတဲ့အပြင်တက်ဆင်ပြီးစီးခဲ့တဲ့စနစ်များအစိမ့်မြင့်တင်ဆောင်ရွက်ခြင်းပျက်စီးမှုများအားမိုးမှန်ပြင်ဆင်ခြင်းလုပ်ငန်းများကိုတတ်မှတ်ချက်နဲ့အညီဆောင်ရွက်လျက်ရှိကာစွန့်ရင်ဝန်ကြီးဌာနကလည်းလိုအပ်သည့်များကိုပူးပေါင်းဆောင်ရွက်ပေးလျက်ရှိတယ်လို့သိရပါတယ်ရှင်။နိုင်ငံတကာသတင်းဌာနအနေနဲ့ တရင်မတော်တဆဖြစ်ရကြောင်းဟောင်ကောင်လေဆိပ်မှ လုံခြုံရေးဝန်ထမ်းနှစ်ဦးအသက်ဆုံးရှုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တနင်္လာနေ့ရက်စောပိုင်းကကုန်သင်းလေးရှင်မတော်တဆမှုကြောင့်ဟောင်ကောင်ပြည်ပြည်ဆိုင်ရာလေဆိပ်မှလုံခြုံရေးဝန်ထမ်းနှစ်ဦးအသက်ဆုံးရှုံးခဲ့ရပါသည်။ UAE အမတ်ထုံးပြပြဆိုင်ရာလေဆိပ်ကနေရောက်လာတဲ့ B744 ကုန်တင်လေရှင်ဟာဒေတာစန်းတော်ချိန်3:50ခန့်မှာ လေရင်ဆင့်တက်ပြီးနောက်လမ်းချောင်းချော်သွားပြီးလုံခြုံရေးကင်းဆောင်ရှင်တစည်းကိုပုတ်တိုင်းမီကပင်လယ်ထဲတွန်းပို့တလို့ဖြစ်ခဲ့ပါတယ်။လေရင်ပေါ်ပါထဲ၄ခုစလုံးစေယုံတို့ပို့ဆောင်နိုင်ခဲ့ပေမဲ့မြေပြင်မှဝန်ထမ်း2ဦးကထော်ရှေးထဲချပြီးဆုံးပါသွားကြောင်းဟောင်ကောင်အထူးစီမံရေးဒေတာ SAR မှလေ ိတ်အာနာပိုင်များပြောထားပါအထိတညာလုံးရာသီဥတုကောင်းမွန်ကလေရင်ပြင်းလန်းကလေလေရင်အစင်းအသက်လှုပ်ရှမ်းတင်လျောချောင်းဂုံတင်လေရင်ကဒီမတိုင်ခင်မှာပြဿနာရှိတယ်လို့အချက်မပြခဲ့ချောင်းလေးစိတ်အာနာပိုင်မှာမှုဆောင်ညွှန်ကြားရေးမှုစတီဗင်ယူကာဆိုပါအထိမတော်တဆဖြစ်ပြီးနောက်အာနာပိုင်တွေက ရေးပေါ်ဌာနကိုချက်ချင်းအကြောင်းကြားကမြောက်ဖက်ပြည်လန်းချောင်းကိုပိတ်ထားလိုက်ပါတဲ့ တောင်ဘက်နဲ့အလဲဘက်ပြေးလန်းချောင်းတွေကထော်ဆက်လက်ပြေးဆွဲနေတာကြောင့်တနင်္လာနေ့မှာနောက်ထပ်လေးရင်တထောင်ကျော်အဆင့်အသက်ပြုလုပ်ခဲ့ပါထိဒီဖြစ်ရက်ကိုစုံစမ်းစစ်ဆေးဖို့အတွက်အရက်ဖတ်လေးချောင်းဌာနနဲ့အတူသက်ဆိုင်ရာများလှုံ့ဆော်နေကြပါထိလို့သိရပါထိရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေစဉ်သတင်းရအစီအစဉ်တွေပဲဖြစ်ပါတယ်။ကြည့်ရှုပါပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမကတော့မြန်မိုးထပ်ပါ